တင်းဝင်ဝေဖတ်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါဗျ။เนาะဒီဗီဒီယိုလေးကတော့17ရက်5လ2025ရက်ကနေပြီးတော့18ရက်5လ2025ရက်နေ့ထိเนาะတင်းဝင်သားသမီးတွေရဲ့ဒီဘက်တာကံကြမ္မာလို့တော်တော်မိတ်ဖတ်ကြားပြပါမယ်ဖြစ်ပါတယ်။เนาะကျွန်တော်တော့ဘာဆိုင်မင်းနေခဲ့တဲ့ဆရာမင်းဒုက္ခပဲဖြစ်ပါတယ်เนาะအဲ့တော့17ရက်5လ2025ရက်ကနေပြီးတော့ 2019ရဲ့5လ2025ရဲ့တပတ်တာအတွင်းမှာတဲ့เนาะတနုံရီသားသမီးညားတဲ့เนาะချစ်ချင်းမေတ္တာရင်းနဲ့ပြည့်နေတဲ့ကာလလေးဆိုပြောလို့ရတယ်เนาะဒါပေမဲ့အခြေအနေနဲ့ပတ်သက်ပြီးလို့ရှင်ဂျာလူနော့ရှက်ပြေပေါ်တက်တယ်เนาะအင်တာဗျူးအတွက်သတ်မှတ်ထားတဲ့ရည်ရှိရဆိုလို့ရှင်နောက်ဆုံးရတဲ့ဒါပေမဲ့အဆောဆောရဲ့အဆုံးပိုင်းမှာတော့အဆင်ပြေလာပါလိမ့်မယ်ဒီကာလမှာ မိမိရဲ့နှလုံးသားကြီးဟာအုံနောက်နဲ့နှလုံးသားနဲ့ရှင်လို့ရှိရင်နှလုံးသားကြီးနဲ့ပတ်သက်ပြီးတော့ခံစားပြီးတော့စိတ်နဲ့ခံစားချက်တွေကိုဥတည်ပြီးတော့ရေးပေးပြီးတော့လောက်ကင်ဆော့တဲ့ကာလာမျိုးလေးဖြစ်တယ်နော်အရာရာကိုဆုံးဖြတ်တဲ့အခါမှာလမ်းတစ်ခွတွေ့ရတတ်တယ်နော်ရခင်လျှောက်လမ်းနေပြီးသားလမ်းရဲ့နောက်ထပ်နော်ထပ်မှန်ပြီးတော့ ပြင်းပြင်းမပြန်လဲအသက်လျှောက်လိုက်မယ်လဲနှစ်လမ်းကိုရွေးချယ်ရတဲ့တည်းအနေထားမျိုးမှာတွေ့ရတဲ့တည်းဘလိုချင်းမျိုးနဲ့ဘလိုမျိုးနဲ့ရွေးချယ်မယ်ဆိုလို့ရှိရင်တဲ့တနည်းနဲ့သားသမီးတွေအားတဲ့เนาะစိတ်ဓာတ်ပိုင်းဆိုင်ရာကိုယ့်ရဲ့နှလုံးသားပိုင်းဆိုင်ရာဦးစားပေးရွေးချယ်တဲ့တည်းတဲ့เนาะလုပ်ငန်းခိုင်ရတဲ့ပတ်သက်ပြီးတော့ဆက်ဆက်ရအဆင်ပြေမယ်เนาะနိုင်ငံခြားနဲ့ဆက်သွယ်လုပ်ငန်းရတဲ့လုပ်ငန်းတွေများလမ်းပွင့်မယ်ထင်ကုန်နေတဲ့ပိတ်ဆို့နေတဲ့လမ်းကြောင်းလေးတွေပြန်လည်ပွင့်လမ်းမယ်ငွေဝင်လမ်းလေးတွေပွင့်လမ်းမယ်เนาะဆက်ဆက်ရရ အဆင်ပြေချုံးမွေပါလိမ့်မယ်လုပ်ငန်းမှာမိမိရည်ရထားတာရည်မှန်းထားတာတွေဖြစ်လာလိမ့်မယ်ရေဝေးကနေစာလူပစ္စည်းတွေရောက်လာတတ်တယ်နော်အဆက်အသွယ်ပြတ်တောက်နေတဲ့လူတွေနဲ့ပြန်လဲအဆက်အသွယ်ရရှိတတ်ပါတယ်တဲ့နော်ပညာရေးနဲ့ပတ်သက်ပြီးတော့အထူးကောင်းမွန်တဲ့ကာလာလေးပဲဖြစ်ပါတယ်တဲ့နော်ပညာရေးနဲ့ပတ်သက်ပြီးပညာလူရရှိတတ်တဲ့ဆရာကောင်းသမားကောင်းတွေနဲ့တွေ့ရတတ်ပါတယ်တဲ့နော်ဒီဘုရားတွေမှာတဲ့တုံးရီသားသမီးတွေအချင်းနဲ့ပတ်သက်ပြီးကံကောင်းနေတယ်တဲ့ ခြေနဲ့ပတ်သက်ပြီးเนาะနှုတ်ဦးနှစ်ယောက်အမြဲတမ်းရှိနေတဲ့အနေအထားလေးမှာကြုံတွေ့ရပါလိမ့်မယ်ယခုတစ်ပတ်အတွင်းမှာတဲ့เนาะနောက်စလုံးကလည်းမိကိုမမြတ်တာညှာပြီးတော့မိကိုချစ်နေတဲ့တည်းမိကလည်းเนาะအဲအခြေအနေကတွဲနေရတခုမိမိတကယ်နှစ်သက်နေရတူပေါ့เนาะအဲ့ဒါမျိုးလေးနဲ့တွေ့ကြုံပြီးတော့ရွေးချယ်ရတတ်ပါတယ်တဲ့เนาะကျမိုင်းနဲ့ပတ်သက်ပြီးတော့သီးကြအညံ့မရှိပါဘူးတဲ့เนาะအဲသို့တော့ အဲကိုလမ်းအီမသားနေငယ်ဖြစ်တတ်တာလေးတွေတော့ရှိတတ်ပါတယ်เนาะအဲ့တော့တင်းရဲသားသမီးတွေတဲ့ဒီခုတစ်ပတ်เนาะအကျိုးပေးတဲ့အယောင်လေးကတော့အစိမ်းအောင်လေးပဲဖြစ်ပါတယ်เนาะအကျိုးပေးတဲ့ကဏ္ဍကတော့6ပဲဖြစ်ပါတယ်ဗျာတင်းရဲသားသမီးတွေအတွက်ကံမြင့်ကတ္တစီရန်ပြုလုပ်ရမယ်ရေရာလေးကတော့เนาะလက်စောစောမှာနေဖျားမှာเนาะအမွေးတာအဲ sorry ပြောင်းနိုင်အဖြူ6တိုင်ပေါ့နော်ပြောင်းနိုင်အဖြူ6တိုင်ထွန်းညီပူဇော်ပြီးတော့မိမိလူတော်ကိုဆုတောင်းပါအရေးကြီးကိစ္စရေးဆောင်ရယ်ဆိုလဲမှာဒီရေတွေလေးကိုပြုလို့ဆောင်ရယ်ပြုလို့ပြီးတော့မှဆောင်ရယ်လို့ရှိရင်ပို့ဖို့အောင်မြင်နိုင်ပါရဲ့ဗျာနော်ဒါတော့တို့ရဲ့သားသမီးရဲ့တပတ်ကကံကြမ္မာလေးနဲ့ဆောင်ရယ်ဆောင်ရယ်ပြုလို့မရေတဲ့လေးတွေကိုပြောပြခြင်းပဲဖြစ်ပါတယ်ဗျာနော်အဲ့တော့တို့ရဲ့သားသမီးတွေပါဆိုလို့ရှိရင်ကွန်မန်လေးလေးကိုရေးခဲ့ပြီးပါဦးညာနော်အဲ့တော့အပတ်စဉ်ယခုလို့ဟောပေါ့နော်တပတ်စာဝန်ဆောင်လေးတွေကိုခုနကသားသမီးတွေတွင်ပြီးနေတာမိတ်ဆွေတို့အကျိုးရှိရယ်ဆိုလို့ရှိရင် နော်အသေးလေးနေပြီးရှယ်ရေးလုပ်ခဲ့ပြီးပါဦးဗျာနော်အကောင့်လေး follow မလုပ်သူဆို follow လုပ်ခဲ့ပြီးပါပတ်စင်တင်ပြီးပါတယ်ဗျာနော်အားလုံးပဲကျေးဇူးတင်ပါတယ်ကားစစ်တာဒုက္ခနဲ့ပြပြည့်စုံပါစေလို့ဆုတောင်းပါတယ်နော်ဆက်ပါရနော်